မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါရှုံမျိုးကနေကိုကန့် MND အဖွဲ့ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ရပိုင်းကြမှာပဲတီဘောမျိုးမှာရှမ်းလနဲ့ကအဖွဲ့ SSPP SSA နဲ့ကိုကန့် MND အဖွဲ့ကြောင့်ပိုင်းနဲ့နေမြေအငင်းဘွားကစေတဲမှမှုတွေရှိနေပြီးတော့အပြန်အလှန်ပြစ်ကတ်မှုတွေဖြစ်နေခဲ့ပါတယ်။ဒေသံပိုင်းထဲမှာတော့ SSPP SSA အဖွဲ့နဲ့ကိုကန့် MND အဖွဲ့ကြောင့်ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ရှေ့ရှေ့စစ်ပွဲမှာဘယ်သူအတာရဝယ်ရှိတယ်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီတရုတ်နိုင်ငံရဲ့ဂျာဝင်စည်းဆက်ပေးမှုကြောင့်လာရှိုမျိုးကနေကိုကန် MND အဖွဲ့ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက်ရပ်ပိုင်းအကြမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေတွေဟာ အလောက်ကများစွာဖြစ်လာနေပြီးတော့ရှမ်းလင်းနယ်ကအဖွဲနဲ့ကိုကန် MNDA အဖွဲကြားစီးရဲတင်းမာနေကပြီးခဲ့ရပိုင်းတွင်အပြန်လည်ပြစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့သိရပါတယ်။ဧပြီလ29ရက်နေ့က MNDA အဖွဲဟာရှမ်းလင်းနယ်ကအဖွဲ SSPB SSA လှုပ်ရှားနေမိအတွင်ကျိုးကျော်ဝင်လာပြီးတော့ SSPB SSA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးရိုက်နေမှုတက်နေရအတင်းပြောင်းရွှေ့ခိုင်းမှုကြောင့်တစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကား ထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့တယ်လို့ SSPB SSA အဖွဲ့ကတရင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းရမ်းမြင့်နယ်ဒေသမျိုးနယ်အတွင်မှာ MND အဖွဲ့နဲ့ SSPB SSA အဖွဲ့တို့ဟာအင်အားထက်မှန်ဖြစ်တင်းနေခဲ့ပေမဲ့ SSPB SSA အဖွဲ့ကတော့အငင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ MNDAA နဲ့ SSPB အဖွဲ့တွေကြောင့်ဘဟုအဆင့်တွဲဆောင်ဖြေရှင်းသွားမယ်လို့ဆိုပါတယ် ရှမ်းပြည်နယ်သေဘောမြို့နယ်မှာဧပြီလ28ရက်နေ့နဲ့29ရက်နေ့တွေက SSBB SSA အဖွဲ့နဲ့ MND အဖွဲ့တွေဟာနှစ်ဖက်တပ်တွေစီးထိတွေ့မှု၈ကြိမ်နှစ်ဖက်တပ်တွေရုံရင်းစံကက်ဖြစ်က ထိုးကြိတ်ကန်ကြောက်ဖမ်းဆီးမှု24ကြိမ်ဖြစ်ပွားခဲ့တယ်လို့ SSBB SSA အဖွဲ့ကဧပြီလ30ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။တေဘောမြို့နယ်အတွင်းရှိ SSBB SSA တပ်စခန်းတွေတရှိရာနာနယ်ကျွာ နားတော်ကျေးပါခိုနန်းပါ တင်ဟိုင်ကျေးပါစင်ကြော့နားတောင်နားမခေါ်ဖာစီတီဘောစားရနေရာတွေကို MND ပတ်မှလည်းအင်အားဖြစ်တင်မှုတွေပြုလုပ်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာ SSPP info သတင်းကထုတ်ပြန်ခဲ့ပါတယ်။နှစ်ဖက်စီထိတွေ့မှုတွေနဲ့စီတဲမှမှုတွေဖြည့်ရှင်းနိုင်အောင် MNDAA နဲ့ SSPP အဖွဲ့သားဘဟုအဆင့်တွဲဆောင်ဆွေးနွေးမယ်လို့သတင်းထုတ်ပြန်ထားပေမယ့်အင်အားဖြစ်တင်မှုတွေထပ်မံလုံဆောင်နေစေဖြစ်ရာမေလ3ရက်နေ့ တီဘောမျိုးမှာပြစ်ခတ်တံတွေကြားခဲ့ရတယ်လို့ဒေတာခံတွေက ပြောပါတယ်။ SSPB SSA အဖွဲ့ဟာကိုကလနဲ့ကောင်အဖွဲ့ MNDAA နဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်လာခဲ့ပြီးနောက်တီဘောမျိုးကိုအင်အားတိုးမြင့်နေရလို့သိရပါတယ်။ SSPB SSA အဖွဲ့ဟာတီဘောမျိုးကိုတရင်နှရင်ဆဲလို့ကအင်အားဖြည့်တင်းခဲ့ပြီးနောက်မေလ3ရက်နေ့ကကြောင်မဲတီဘောကြမှာတိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်။ဒေတာခံတအူကတော့ ကြားသိရသလောက်ဆိုရင် SSPP တရင်နှရင်တက်သွားတဲ့ကိစ္စကအခုမနဲ့အတန်ကြားတယ်ချနေရဲ့အတန်တွေလေကြောင်မဲတီဘောကြားတယ်ပေါ့တီဘောခွင်လေလက်ရှိမှာတော့ SSPP က MNDA နဲ့စီအရာတော့တဲမာမှုတွေဖြစ်နေရယ်ဒါကလက်ရှိချင်းနေပေါ့တီဘောမှာတော့အဲ့လိုမျိုးတွေရှိရယ်အခု SSPP တက်ဖွဲ့ဝင်ပါတဲ့ကားတွေတက်သွားတဲ့အနေထားကကိုကန့်တွေဘက်ကိုဥတီသွားလေယူဆရပေါ့ရွာကန်တွေပြောတာပေါ့တနေ့တည်းကတက်သွားတာ နည်းနည်းလေးလှုပ်ရှားမှုရှိရပေါ့အင်အားကတော့တရင်နရင်စာလောက်လို့ပြောလို့ရတယ်သူတို့ကဖောကားနေသွားတယ်နောက်ပြီး4 weeks နဲ့သွားတာလည်းများတယ်စီးရဲတင်းမာနေတဲ့နေရာတွေကို SSPB ပုံမရောက်ရှိနေရပေါ့အခုကာလမှာ MND ကလည်းမဲနေရတိန်နီမာလည်းရှမ်းနေနဲ့ပြဿနာတက်နေရ MND ကလည်းမဲတက်တဲ့အကျင့်ရှိနေတယ်ထွက်နေတဲ့သတင်းတွေမှာလည်း MND နဲ့ SSPB ခေါင်းဆောင်ပိုင်းတွေတွဲဆောင်ဆွေးနွေးမယ်လို့ပြောတဲ့ထွက်နေရဲ့ တိုင်းဒီမှာလဲ MNDA နဲ့ပြည်သူနဲ့ကပြဿနာတွေတက်ကြတော့ MNDA ကိုမောက်ထုတ်တယ်လေအဲ့လိုမျိုးလေးပြီးပြဿနာတက်တာတွေရှိပါတယ် SSPB နဲ့ကအခုကကိုကန်းနဲ့ဖြစ်နေရဆိုတော့ကိုကန်းနဲ့ကတပိုင်းသုံးပွင့်ဆိုင်တွေဖြစ်နေကြပါပဲကိုကန်းနဲ့ပလောင်နဲ့လည်းဖြစ်တယ်ပလောင်နဲ့ SSPB နဲ့ MNDA တို့ကပတ်လည်ကိုဖြစ်နေရအဲ့ဒါကတော့လက်ရှိအနေအထားဖြစ်တယ်ဆိုပြီးတော့ပြောပါတယ်မြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နေကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာလင်းနေကြော်လာခြင်းတွေကကြံလက်နေကင်အဖွဲ့ KIA တအောင်လက်နေကင်အဖွဲ့ TNLA ကိုကံလက်နေကင်အဖွဲ့ MNTA နဲ့ရှမ်းလက်နေကင်အဖွဲ့ SSPP အဖွဲ့တွေဟာပြီးခဲ့တဲ့2023ခုနှစ်ကစတင်ပြီးတော့တိုက်ပွဲတွေဖြစ်လာခဲ့တယ်လို့သိရပါဗျ။လက်ရှိချိန်မှာတော့ပိုင်နယ်နယ်မြေအငင်းပွားမှုတွေနဲ့အကျိုးစီးပွားအငင်းပွားမှုတွေဖြစ်ပွားနေတဲ့ကကြံလက်နေကင်အဖွဲ့ KIA တအောင်လက်နေကင်အဖွဲ့ TNLA ိုကလည်းနဲ့ကအဖွဲ MND နဲ့ရှမ်းလည်းနဲ့ကအဖွဲ SSPP အဖွဲတွေဟာမဟာမိတ်အဖွဲတွေဖြစ်ခဲ့ပေမဲ့စီအရာထိတိုက်တွေးဆလာမျိုးဖြစ်ပါတယ်။ MND ရဲ့အဖွဲနဲ့ SSPP လည်းနဲ့ကအဖွဲကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဟာတီဘောမျိုးနဲ့တိန်ဟိုင်းကြီးပါဘူမီကြီးရွာအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ MND ဘက်ကအထင်းနာခဲ့ရှာရလို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ MND အဖွဲနဲ့ SSPP လည်းနဲ့ကအဖွဲကြောင့်ဖြစ်ပွားနေရဲ့စီထိတိုက်တွေးဆမှုတွေဟာ ရှေးရှေးမှာ MNDA အဖွဲ့ဝင်တွေအထိနာဝယ်ရှိလို့သိရပါတယ်။စီးရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကိုလူမှုကွန်ရက်မှာရှင်းသားနေသူတဦးကစီးရင်ရအရာ MNDA ကိုကန့်တပ်ဖွဲ့ဝင်ရွှေထောင်ကျော်လက်နဲ့ဆွဲကင်ထားတယ်လို့အရန်အင်အားခေါ်ကိုကန့်စီးရဲ1300လောက်အင်အားရှိတယ်လို့တရုတ်ကြီးစားတက်တာနေပြစစ်အကြံပေး86ရောက်တာဝန်ထမ်းဆောင်ပြီးနာဆာကအစိုးရနဲ့အပြည့်ရသဘောတူထားပါတယ်။ SSPB SSA အဖွဲ့ကတော့ လူသူအင်အား6000လောက်လက်နဲ့ဆွဲကင်ထားပြီးလေးချင်းရေပြေးွားတဲ့အထူးတပ်သား280ခန့်ပါတဲ့ဗဟိုဌာနချုပ်လုံခြုံရေးနဲ့အတူစစ်စင်ရေးကင်တွယ်ဖို့တည်တပ်ရွေဖွဲ့စည်းထားပါတယ်။လူတိုင်းသိနေတဲ့အချက်က SSPB SSC အဖွဲ့အစည်းထဲမှာ UWSA ဝါတက်သား1600လောက်စစ်ယူနီဖောင်းပြောင်းဝယ်ထားပြီးရှမ်းပြည်တောင်ပိုင်းအလဲပိုင်းဒေသဖြစ်တဲ့ကျေးတီမိုင်းနှံဒေသမိုင်းရှုမိုင်းနောင်မိုင်းကင်မြို့နယ်လဲချာမြို့နယ် ဆနင်းတောင်ကျော်လွိုင်းလင်းနန်းစံမြို့နယ်အန်တော်ကြောက်ကိုစရဲနေမြေတဲကိုလှုပ်ရှားအခြေပြုထားကပြိုင်ဘက် RCSS SSA ရှမ်းလင်းနဂိုင်တက်အမာကိန်နေမြေအနီးနားတဝိုင်းနေရာယူပြီးတော့ကတ်ထားပါရယ် MND ကုကန်တက်ဖွဲ့အနေနဲ့ SSPB SSA လက်လက်ကအုပ်စုပေါ်စေးအရာဖိအားပေးတိုက်ခိုက်နိုင်ပြီမယ်ရှေးရှေးမှာနေမြေအနီးထားကျွမ်းကျင်မှုအားသာချက်ကြောင့် MND ကုကန်တက်ဖွဲ့လုံးဝဆစ်ရှုံးနိုင်ကြတရားရဂိုင်းတို့ပြောရဲပါရယ် ဒါပေမဲ့လူအများသိမြင်နေသလို SSPB SSA လက်နက်ကန်တပ်ဖွဲ့အောက်ခြေရဲဘော်အများစု65ရှာကိုင်းတို့ကဒေတာကန်ဌာနေရှမ်းလူမျိုးတွေထောက်ခံမှုမရတော့သလိုတိုက်ချင်စိတ်ခိုက်ချင်စိတ်စိတ်တက်ကြဆင်းနေပြီစိတ်သွားတိုင်းကိုမပါတနက်တန်ကြာရင်ခံတိုက်ဖို့အကန့်သက်တက်ရောက်စီပါတယ်အလာတို့ MNDA ကိုကတ်တရုတ်တပ်ဖွဲ့လဲနာဆာကအစိုးရရဲ့နာမည်ကျော်နေဝန်ဒီအမှတ်တရစိတ်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမကလာရှိုမြို့တော်ကိုအပိုင်တိုက်ခိုက်သိမ်းပိုင်နိုင်စဉ်ကြောင့်စေဂျီဝင်းကနေရာတကာလက်တံရှည်ရလို့အထင်ကြီးနေပါတယ်။ဒိုင်းမင်း MND ကိုကန်တပ်ဖွဲ့တတိမပြူမိတဲ့အချက်ကတော့နာဆာကအစိုးရဗမာစစ်သားတွေနဲ့နှစ်ပေါင်းစေချီတော်တွေတော်တပုံနဲ့နဲ့ကိုင်းတက်တွေအစင်တန်းမတူညီသလိုမြို့တွင်းတိုက်ပွဲပြူဟာနဲ့တော်တွင်ဈေးလက်ဒေတာတိုက်ပွဲအနေထားကြွားချပါတယ်။နေရာစုံဒေတာစုံအညာသားအပူပိုင်းဒေတာမှ ရှမ်းပြည်တွေကိုတာဝန်အရောက်လာရောက်ထမ်းဆောင်တဲ့ နာဆာကအစိုးရတပ်သားတွေနဲ့မိုးရင်နေကန်ကျေးလက်တောရွာမှာကြီးပြင်းလှုပ်ရှားလာတဲ့ပျောက်ကြားတောတဘုံ SSPB SSA စစ်သားတွေတားရိတ်ခိုင်ရင်မတူညီကြောင်းခံမှန်းသိနိုင်ပါတယ်။ MNDA ကိုကန်ဟာတရုတ်နယ်စပ်နဲ့ထိစပ်တဲ့နယ်မြေတွေကိုတရုတ်အကူအညီနဲ့အပေါ်စီကနေဘရင်စည်းတဆူလို ပိုင်ပိုင်နိုင်နိုင်မင်းမှုအုပ်စိုးနိုင်ပေမဲ့အခုဖြစ်ပွားနေတဲ့စီးရဲတဲမာမှုက SSPB SSA အမာကန်လှုပ်ရှားနေပြီဆိုတော့ရေရှည်မှာ MNDA ကိုကန်နဲ့ တရုတ်စစ်သားတွေပြန်လည်အဝိုင်းခံရဖွယ်ရှိနေပါတယ်။ကိုကလနဲ့ကအခွဲတွေပြေပါမရှိတဲ့ကြော်ကွင်းလိုပြန်တွေ့ခံရဖို့ဖြစ်နိုင်ခြင်းများပြားတယ်မြင်မိပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းတာဖော်ပြထားပါတယ်။ဘလို့ပင်ဆိုနေစေကမို့လက်ရှိအချိန်မှာကိုကလနဲ့ကအခွဲ MNDAA နဲ့ရှမ်းလနဲ့ကအခွဲ SSPP ကြားဖြစ်ပွားနေတဲ့အငြင်းပွားမှုတွေတိုက်ခိုက်မှုတွေကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင်ကြိုးပမ်းရမှာဖြစ်ပြီးစီးရင်တင်းမှုတွေကိုဖြေရှင်းနိုင်စွဲမရှိဘူးဆိုရင် တီဘောမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်လာွယ်ရှိနေရာဒေသခံတွေထိခိုက်ရွယ်ရှိနေပါရဲ့ရှင်